အလုံးမင်္ဂလာပါဗျာကျွန်တော်ကတော့ Nobel of Creativity ဒီဗီဒီယိုမှာတော့ကျွန်တော်တင်ဆက်ချင်တဲ့ကို PUBG Mobile ရဲ့ Privacy and Social Setting Language Setting နဲ့ပတ်သက်ပြီးအသေးစိတ်ဖော်ပြပေးတော့မှာဖြစ်ပါတယ်။ တခြားဆက်တင်တွေအားလုံးနဲ့ပတ်သက်ပြီးမှကျွန်တော်ဗီဒီယိုအသေးစိတ်တင်ထားပြတာရှိပါတယ်။တကယ်ကျွန်တော်ဗီဒီယိုမကြည့်ရသေးဘူးဆိုရင်တော့ဘယ်ဆက်တင်နဲ့ပတ်သက်ပြီးမှတကယ်ကျွန်တော်သိချင်လဲဗီဒီယိုကြည့်ဖို့ပြောလိုပါတယ်ဗျ။ Okay ဒါဆိုတော့ privacy and social layer ပထမတစ်ခုကိုကြည့်ရမယ်ဆိုရင်တော့ in mesh like feature ကိုတွေးမိရတာမျိုးရှိပါတယ်။ဒီကောင် enable လုပ်ထားတယ်ဆိုရင်ဒီကောင်ဖွင့်ထားတယ်ဆိုရင်တော့ game တွေမှာတကယ်ကျွန်တော် like ပေးလို့ရတဲ့ feature ကိုတွေးမိရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ spawn island podcast ဒီကောင်တကယ်ကျွန်တော် enable လုပ်ထားတယ်ဆိုရင်တော့လေရင်မထွက်ခင် welcome to pubg mobile ဆိုမှကြိုးစားတာမျိုးရှိပါတယ်။အကောင့် charge နေဆိုရင်တော့ enable လုပ်ထားပါမ charge ရင်ဆိုရင်တော့ disable လုပ်ထားလို့ရပါတယ်။နောက်တစ်ခုကို ရမယ်ဆိုတော့ show other player company တခြား player ရဲ့ company ပေါ်ပြတဲ့ငှက်တို့ကြောင်းတို့ခွေးတို့ဒီ search သဖြင့်ပေါ်ပြ company တွေဘာတွေတကယ်ကြောင့်မြင်ချင်တယ်ဆိုတော့ enable လုပ်ထားပါမမြင်ချင်ဘူးဆိုတော့ disable လုပ်ထားလို့ရပါတယ်နောက်တစ်ခုကြည့်ရမယ်ဆိုတော့ show own company fpp fpp မှာတကယ်ကြောင့်ကိုယ့်ရဲ့ company ကိုမြင်ချင်တယ်ဆိုတော့ enable လုပ်ထားပါမမြင်ချင်ဘူးဆိုတော့ disable လုပ်ထားလို့ရပါတယ်နောက်တစ်ခုကတော့ show own company tpp ဒါတော့ tpp မှာကိုယ့်ရဲ့ company ကိုမြင်ချင်တယ်ဆိုတော့ enable လုပ်ထားပါမမြင်ချင်ဘူးဆိုတော့ disable လုပ်ထားလို့ရပါတယ်နောက်တစ်ခုကတော့ along team recommendation နဲ့ along friend recommendation ဆိုမှာတွေ့မြင်ရတာမျိုးရှိ ပါတယ်ဒီစတင်နှစ်ခုနဲ့ပတ်သက်ပြီးမှတော့ကျွန်တော်ရှာကြည့်ပါတယ်ဒီကောင်ဘယ်နေရာမှာအလုပ်လုပ်လဲကျွန်တော်ကတော့အလောက်ရှိသဘောမပေါက်လိုက်ပါဘူးဒါနဲ့ပတ်သက်ပြီးမှတကယ်ကျွန်တော်သိရဆိုရင်တော့ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျနောက်တစ်ခုကိုကြည့်ရမယ်ဆိုရင် show teammate suspecting company ဒီကောင် enable လုပ်ထားတယ်ဆိုရင်တော့ဆိုကြပါစီဗျာကိုယ့်ရဲ့ team မှာပေါ်ရကိုယ့်အဖွဲ့တကယ်ချင်းကတည်သွားပြီဆိုရင်သူကဒီရဲ့ company ရဲ့အဖြစ်ပေါ်ဗျာကျွန်တော်နောက်လိုက်ပြီးမှကြည့်လို့ရတဲ့ feature ကိုတွေးမြင်ရတာမျိုးရှိပါတယ်ဒီကောင် enable လုပ်ထားတယ်ဆိုရင်ကိုကလည်း a company ကိုတွေးမြင်ရတာမျိုးရှိပါတယ် a company ကိုမမြင်ချင်းပေါ်ရတအားရှုပ်တယ်ဆိုရင်တော့ဒီကောင် line မှာ disable လုပ်ထားလို့ရပါတယ်ဒါဆိုရင်တော့ကိုယ့်အဖွဲ့တကယ်ချင်းရဲ့ company ြင်ကိုတကယ်ချင်းတော့မမြင်ရတော့ပါဘူးပြ။နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ show other player insert effect ဒီကောင်လိုချင်တယ်ဆိုတော့တကယ်ချင်း enable လုပ်ထားပါမလို့ချင်ဘူးဆိုတော့ disable လုပ်ထားလို့ရပါတယ်။နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ allow other to see result ကိုရဲ့ result ကို public အလုံးမြင်စေချင်လားဒါမှမဟုတ် private ကိုတယောက်တည်းမြင်ချင်လားဒါမှမဟုတ်တကယ်ချင်းနေပဲမြင်စေချင်လားခြိုက်တာရွေးလို့ရတာမျိုးရှိပါတယ်။ private မှာထားတယ်ဆိုတော့ဒီက result ကိုကိုတယောက်တည်းမြင်ရမှာဖြစ်ပါတယ် public လည်းထားလို့ရပါတယ်။တကယ်ချင်းကြိုက်တာထားလို့ရပါတယ်။နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ show off public လား private လားဒါမှမဟုတ်တကယ်ချင်း only လားပေါ်ကြိုက်တာရွေးလို့ရတာမျိုးရှိပါတယ်။ public မှာထားတယ်ဆိုတော့ဒီက wall မှာပေါ် ကိုယ့်ရဲ့ character outfit ကိုပဲအလုံးမြင်ရမှာဖြစ်ပါတယ်ဒီကောင် private လုပ်လိုက်တယ်ဆိုရင်တော့ကိုယ့်ရဲ့ character ကပဲဒီရဲ့ wall ကနေပျောက်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ allow other to view popularity ကိုယ့်ရဲ့ popularity ရဲ့တခြားသူတွေမြင်စေခြင်းနဲ့ဆိုရင်တော့ public မှာထားပါကိုတယောက်တည်းပဲမြင်ခြင်းနဲ့ဆိုရင်တော့ private မှာထားပါတငယ်ချင်းတွေမြင်စေခြင်းနဲ့ဆိုရင်တော့ friend only မှာထားလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ allow other to see day play ဆိုရင်မှာဖော်ပြပေးထားမျိုးရှိပါတယ်ကိုက game နဲ့မှာဘလောက်ချက်ချာစုပ်ပြီးသွားရင်လည်းတခြားသူတွေလည်းသိစေခြင်းနဲ့ဆိုရင်တော့ enable လုပ်ထားပေးပါမသိစေခြင်းဆိုရင်တော့ disable လုပ်ထားပေးလို့ရပါတယ် နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ allow other to view teammate evolution ဒီက teammate evolution ကိုတခြားသူတွေမြင်စေခြင်းနဲ့ဆိုတော့ public မှာထားပါတငယ်ချင်းတွေမြင်စေခြင်းနဲ့ front only မှာထားပါကိုယ်ကိုယ်တိုင်မမြင်ခြင်းနဲ့ဆိုတော့ private မှာထားလို့ရပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ accept team invite from stranger ဒါရောဒီဇိုင်းနေစီရပေါ်ရ team invite ကိုလက်မခံခြင်းဆိုတော့တငယ်ချင်းတို့ဒီကောင် disable လုပ်ထားလို့ရပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ allow suspector ဒီကောင် enable လုပ်ထားတယ်ဆိုတော့ကိုက game စော့နေတယ်ဆိုရင်ပေါ်ရကိုယ့်အဖွဲ့တငယ်ချင်းတွေကကိုစော့တဲ့ game နဲ့ပေါ်ရဝင်ပြီးမှကြည့်လို့ရတာမျိုးရှိပါတယ်ဒီလိုပုံစံပေးမကြည့်ခြင်းဆိုတော့ဒီကောင် disable လုပ်ထားပြီးကိုကျွန်တော်ပြောလို့ပါတယ် နောက်တစ်ခုရှိရမယ်ဆိုတော့ allow reservation ဒီကောင် enable လုပ်ထားရဲဆိုရင်တော့ကိုက game store နေတဲ့ကိုယ့်ဖွဲ့တငယ်ချင်းတွေကကိုနဲ့တူတူနောက်ဝယ်ဆိုင် game store ချင်းနေဆိုရင် reservation ပို့လို့ရတာမျိုးရှိပါတယ်အဲ့လိုပုံစံပို့ရပို့ရပို့ချင်းနေဆိုတော့ဒီကောင် enable လုပ်ထားပါမပို့ချင်းဆိုရင်တော့ disable လုပ်ရင်မှပိတ်ထားလို့ရပါတယ်နောက်တစ်ခုရှိရမယ်ဆိုတော့ allow other to view cloud ပို့ရဒီ cloud ကလည်း popularity ထဲမှာတွေ့မြင်ရတာမျိုးရှိပါတယ်ဒီကောင်လူတကာမြင်ချင်းနေဆိုရင် public မှာထားပါကိုတယောက်တည်းမြင်ချင်းနေဆိုရင် private မှာထားလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ personal space incognito mode ကိုတွေ့မြင်ရတာမျိုးရှိပါတယ်ဒီကောင် disable လုပ်ထားရဲဆိုရင်ပို့ရကိုကတခြား player ရဲ့ပို့ရ profile လဲမှာဝင်လိုက်တယ်ဆိုရင် तू อ่ะပေါ့ဗျာကိုယ့်ရဲ့ profile လဲမှာဘယ်သူတွေဝင်ကြည့်ထားလဲအဲ့လူတွေအကုန်လုံးကိုဖော်ပြပြီးမှဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီကောင်က disable လုပ်ထားရင်ကိုယ့်ရဲ့ wall လဲမှာဘယ်သူတွေဝင်ကြည့်ထားလဲပေါ့ဗျာဒါတွေအားလုံးကြည့်လို့ရတာဖြစ်ပါတယ်ကိုကလည်းကြည့်လို့ရတယ်လို့ကိုကဘယ်သူရဲ့ wall တွေဝင်ကြည့်လဲပေါ့ဗျာသူတို့ကလည်းပြန်ရင်မှကိုဝင်ကြည့်ကြောင်းတွေးရမှာဖြစ်ပါတယ်အဲ့လိုအလုပ်လုပ်တာဖြစ်ပါတယ်ကောင် enable လုပ်ထားတယ်ဆိုရင်တော့ဒါနဲ့ဆန့်ကျင်ဘက်သွားမှာဖြစ်ပါတယ်ကို wall လဲဘယ်သူတွေဝင်ကြည့်ထားလဲဘာမှသိရမှာမဟုတ်ပါဘူးကိုကဘယ်သူ wall လဲဝင်ကြည့်လဲပေါ့ဗျာသူတို့တွေကလည်းသိရမှာမဟုတ်ပါဘူးဗျာနောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ allow other to view popularity battle ကိုရဲ့ popularity battle လိုတခြားသူတွေမြင်စေချင်တယ်ဆိုတော့ public မှာထားပါတငယ်ချင်းတွေမြင်စေချင်တယ်ဆိုတော့ front only ထားပါကိုတယောက်တည်းမြင်ချင်တယ်ဆိုတော့ only မိပါထားပါနောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ allow other to see my chat room status ပေါ်ရဒီကောင် enable disable ဆိုမှတွေးမိရတာမျိုးရှိပါတယ်ဒီကောင်နဲ့ပတ်သက်ပြီးမှလည်းပေါ်ကျွန်တော် allow ကြည့်တော့မရှင်းပါဘူးပြ chat room status ကိုကြည့်ရမယ်ဆိုရင် wifi wall chat မှာတွေးမိရတာမျိုးရှိပါတယ်ဒီထဲမှာကျွန်တော် create လုပ်ရင်မှကိုယ့်ရဲ့ပေါ်ရဒီက status ကိုတခြားသူတွေမြင်စေချင်လားမမြင်စေချင်လားအဲ့ဒါကိုကျွန်တော်ပြောချင်တာလို့ထင်ပါတယ်အတိုင်းပဲကျွန်တော်လည်း confirm အတိအကျတော့မပြောတတ်ပါဘူးပြန်နောက်တစ်ခုကိုကြည့်ရမယ်ဆိုရင် synergy online notification ပေါ်ရဒီက synergy ကြီး online နဲ့ပတ်သက်ပြီးမှတကယ်ကျွန်တော် notification တွေပါတယ်လိုချင်နေဆိုတော့ဒီကောင် enable လုပ်ထားပါ disable လုပ်ထားတယ်ဆိုတော့ပိတ်ထားလို့လည်းရတာမျိုးရှိပါတယ်ပိတ်ထားတာအကောင်းဆုံးပဲဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ allow other to see connection ပေါ့ဗျာကိုကဘသူနဲ့ bff တွေ့ထားလဲ lava တွေ့ထားလဲ bronze man တွေ့ထားလဲပေါ့ဗျာဒါတွေမြင်စေချင်နေဆိုရင်တော့တကယ်ကျွန်တော် public မှာထားပါမမြင်စေချင်ဘူးဆိုရင်တော့ private မှာထားလို့ရတာမျိုးလည်းရှိပါတယ်တစ်ခါပြောင်းပြီးသွားပြီဆိုရင်တော့တကယ်ကျွန်တော်9မိနစ်စောင့်ရမှာဖြစ်ပါတယ်ဒီမှာတကယ်ကျွန်တော်ဘယ်အောင် user ပေးမှမြင်စေချင်လဲပေါ့ဗျာဒါတွေ line မှာတကယ်ကျွန်တော်ဒီမှာ priority လုပ်လို့ရတာမျိုးရှိပါတယ် buddy la bronze man la bff la lava la ပေါ့ဗျာနောက်တစ်ခုကိုကြည့်ရမယ်ဆိုရင် show royal pass information ကိုရ royal pass information တွေပါတယ်တခြားသူတွေမြင်စေခြင်းနဲ့ဆိုတော့ enable လုပ်ထားပါမမြင်စေခြင်းဆိုတော့ disable လုပ်ထားလို့ရပါတယ်နောက်တစ်ခုကတော့ allow other to view royal pass profile ကိုရ royal pass profile လို့တခြားသူတွေပါတယ်မြင်စေခြင်းနဲ့ဆိုတော့ enable လုပ်ထားပါမမြင်စေခြင်းဆိုတော့ disable လုပ်ရင်မှပိတ်ထားလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ airplane finish opt in by royal pass level ဆိုင်မှာပေါ်ပြပေးထားတာမျိုးရှိပါတယ်ဒါကတော့ငွေကြေးတို့တော်တော်လေးကိုအမီးများတာမျိုးရှိပါတယ်ကိုရ rp level ကတော်တော်လေးကိုမြင်နေတိုင်းမဲ့ပေါ်ရ rp အနေနဲ့နေရာလင်းရင်မှာနာမည်ပေါ်တယ်ကိုကမပေါ်ဘူးဆိုရင်မှပေါ်ဗျာဒီကောင်ကငွေကြေးတို့ dis ေးဘက်လုထားတဲ့အတွက်ဖြစ်ပါတယ်ဒီကောင်အနည်းပဲလုလိုက်ပါဒါဆိုရင်တော့ Lean Truck တဲ့ကားပေါ်ရကိုရဲ့နာမည်ကိုပေါ်ရ Lean မှာတွေ့မြင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကြည့်ရမယ်ဆိုရင် Show Subscription Medal Info ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်ကတော့လောက်ကြည့်မရှိပါဘူးဗျ Subscription Medal Info ကဘယ်နာမှာရှိလဲပေါ်ရကျွန်တော်ရှာကြည့်ပါတယ်ကျွန်တော်တွေ့တာမျိုးတော့မရှိပါဘူး ဒီကောင်ကိုပြချင်နေဆိုတော့ enable လုပ်ထားပါမပြချင်ဘူးဆိုတော့ disable လုပ်ထားလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ allow friend to follow me to chair park chair park ထဲမှာကြီးမယ်ဆိုရင်ကိုယ့်ရဲ့တငယ်ချင်းကကိုယ့်ကိုပေါ်ရချေးရခိုင်းမှကိုယ့်ဘယ်နှမရှိလဲအနောက်လိုက်လာလို့ရတာမျိုးရှိပါတယ်အဲ့လိုပုံစံလိုက်မလာစေချင်ဘူးဆိုတော့ဒီကောင်ကို disable လုပ်ထားလို့ရပါတယ်လိုက်လာစေချင်နေဆိုတော့ enable လုပ်ထားလို့ရပါတယ်နောက်တစ်ခုကတော့ stranger နဲ့ပတ်သက်ပြီးမှပဲဖြစ်ပါတယ်သစိမ်းနေအနေနဲ့ကိုယ့်နောက်ကိုယ့်ပေါ်ရချေးရခိုင်းမှလိုက်လာလို့ရတာမျိုးရှိပါတယ်အဲ့လိုပုံစံလိုက်လာစေချင်နေဆိုတော့ enable လုပ်ထားပါလိုက်မလာစေချင်ဘူးဆိုတော့ disable လုပ်ထားလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ enable disable quick draw in invite ပေါ်ရ share pack မှာကြည့်ရမယ်ဆိုရင် quick draw invite လုပ်လို့ရတာမျိုးရှိပါတယ် 1v1 fight တဲ့ပုံစံအနေထားပေါ်ရကိုတခြားတယောက်ယောက်ကခဏခဏလာခေါ်ပြီးမှပေါ်ရအနောက်ရှက်တွေပါတယ်ပြီးတဲ့ပုံစံလုပ်တယ်ဆိုရင်ဒီကောင် disable လုပ်ထားလို့ရတာမျိုးရှိပါတယ်ဒီကောင် disable လုပ်လိုက်တယ်ဆိုရင်ဒီရဲ့ပေါ်ရ quick draw ကတကယ်ကြီးအလုံးမလုံးတော့ပါဘူး anyway လုပ်ထားမှပေါ်ရ quick draw ဒီရဲ့ feature တော့အလုံးလုံးမှာဖြစ်ပါတယ်နောက်တစ်ခု feature နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် receive radio message ပေါ်ရဒီရဲ့ radio message တွေပါတယ်လက်ခံချင်တယ်ဆိုရင် anyway လုပ်ပြီးပါလက်မခံချင်ဘူးဆိုရင် disable လုပ်ထားလို့ရပါတယ် နောက်တစ်ခုကတော့ display info on friend season ranking ဒါတို့ကိုအဖွဲ့တငယ်ချင်းရဲ့ info မှာပေါ့ရတရားကျော် season ranking တွေဘာတွေပြကျင်နေဆိုတော့အနည်းပဲလောက်ထားပါမပြကျင်ဘူးဆိုတော့ disable လောက်ထားလို့ရပါတယ်နောက်တစ်ခုကတော့ show birthday မွေးနေ့နဲ့ပတ်သက်ပြီးမှပဲဖြစ်ပါတယ်တငယ်ချင်းတို့ကိုယ့်ရဲ့ပေါ်ပြတရားကျော် profile မှာပေါ်ရမွေးနေ့တွေဘာတွေထည့်ထားတယ်ဆိုတော့ဒီကောင်ပေါ်ရ public ထားလို့ရတာဖြစ်ပါတယ်အားလုံးမြင်ရမှာဖြစ်ပါတယ် private ပေါ်ရကိုတယောက်တည်းမြင်ချင်တာလည်းရပါတယ် friend only ပေါ်ရတငယ်ချင်းတွေမြင်စေချင်လည်းရပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ဒီက season recap ကိုပြရမလားမပြရဘူးလား enable disable ချိန်တာလောက်ထားလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ show personal stacks in match ဒီက personal optional stack ကိုတကယ်ကြောပြခြင်းလဲဆိုတော့ enable လုပ်ထားပါမပြခြင်းဆိုတော့ disable လုပ်ထားလို့ရပါတယ် battle stack လည်းတူတူပဲဖြစ်ပါတယ် social stack လည်းတူတူပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ teammate ai fallback ပေါ့ဗျာဒါနဲ့ပတ်သက်ပြီးမှကျွန်တော်အသေးစိတ်မပြောတော့ပါဘူး boundless ဆိုတော့ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်ဗီဒီယိုအသေးစိတ်တင်ထားပြီးတာရှိပါတယ်ဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုတော့ဗီဒီယိုလေးကိုကြည့်ဖို့ပြောလို့ပါတယ်ဒါနဲ့ပတ်သက်ပြီးမှအယူရှင်ဆုံးပြောရမယ်ဆိုတော့ကို့အဖွဲ့တငယ်ချင်းရပေါ်ကလိုင်းကြရင်မှ game နဲ့ပြန်ဝင်လာလို့မရတော့တဲ့အနေထားဖြစ်သွားတယ်ဆိုရင်ပေါ့ဗျာကို့အဖွဲ့တငယ်ချင်းက ai player တယောက်ဖြစ်သွားပါလိမ့်မယ်ကျွန်တော်အားလုံးကူညီမှာဖြစ်ပါတယ်အသေးစိတ်ဗီဒီယိုလေးကိုကြည့်ဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာနောက်တစ်ခု တော့ collection level လေးပါပြီးပြင်နေစတော့ enable လုပ်ထားပါမပြင်ဘူးဆိုတော့ disable လုပ်ထားလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ဒီရဲ့ကိုယ့်ရဲ့ collection ကိုပဲတငင်းချင်းမဟုတ်တဲ့သူတွေမြင်စေချင်တယ်ဆိုတော့ enable လုပ်ထားပါတငင်းချင်းနေမြင်စေချင်တယ်ဆိုရင် enable လုပ်ထားလို့ရပါတယ်မမြင်စေချင်ဘူးဆိုတော့ disable လုပ်ရင်မှပိတ်ထားလို့ရပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ allow other to view war data ပေါ်ရဒီရဲ့ war data ကိုတခြားသူတွေမြင်စေချင်တယ်ဆိုတော့ enable လုပ်ထားပါမမြင်စေချင်ဘူးဆိုတော့ disable လုပ်ရင်မှကျွန်တော်ပိတ်ထားလို့ရတာမျိုးရှိပါတယ်ဒီရဲ့ war data တွေမှာကြည့်ရမယ်ဆိုရင်ကိုယ့်အပေါ်ရဘေးပွေးတွေစော်ခဲ့တာလေအဲ့ဒါတွေတွေ့မြင်ရတာမျိုးရှိပါတယ်ကိုယ့်ဘက်ကောင်တွေကို favorite လုပ်ထားလဲကိုယ့်ဘက်ရဲ့ creator တွေကို subscribe လုပ်ထားလဲပေါ့ရနောက်တစ်ခုကတော့ war feature creation မှာဒီ avatar တွေဘာတွေမြင်ခြင်းနောက်တစ်ခုကတော့ creator collection တွေဘာတွေပေါ့ဗျာတကယ်ကျွန်တော် enable disable လုပ်လို့ရတာမျိုးရှိပါတယ်တစ်ခုချင်းစီကန်လို့ရတယ်လို့တခါလေးပေါ့ဗျာတကယ်ကျွန်တော်အကုန်လုံးပိတ်လိုက်လို့ရတာမျိုးလည်းရှိပါတယ် okay ဒါတော့ကျွန်တော် privacy and social နဲ့ပတ်သက်ပြီးမှကျွန်တော်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ language ပေါ့ဗျာ language တဲ့မှာကြည့်ရမှာဆိုရင်ပထမတစ်ခုကတော့ interface language ပေါ့ဗျာဒါကတော့ game တစ်ခုလုံးရဲ့ language နဲ့ပတ်သက်ပြီးမှပြောတာဖြစ်ပါတယ် language တဲ့မှာကြည့်ရမယ်ဆိုရင်ဘာသာစကားတွေတွေ့မိရတာမျိုးရှိပါတယ်တကယ်ကျတော့ဘယ်ဘာသာပြောင်းချင်လဲပေါ့ဗျာ okay နဲ့တဲ့ line တွေမှာကြည့်မယ်ဆိုရင်ဘာသာစကားတွေဘာတွေပြောင်းတော့မှာဖြစ်ပါတယ်ဒါပေမဲ့ game က ပိတ်သွားပါလိမ့်မယ်ဂိမ်းကိုပြန် login ဝင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့လက်ရှိပေါ်ရဘာသာစကားမပြောင်းတော့ပါဘူးဗျာကျွန်တော်မြန်မာဘာသာစကားတော့တွေးမြင်ရတာမျိုးမရှိပါဘူးဗျာနောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ time display format တွေတွေးမြင်ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ chat language ပေါ်ရဘဲဘာသာစကားနဲ့တကယ်ကျွန်တော် chat လုပ်ချင်တဲ့ဘက်ဒါတွေရွေးလို့ရတာမျိုးရှိပါတယ်နောက်တစ်ခု secondary language ပေါ်ရဒုတိယဘာသာစကားနဲ့တကယ်ကျွန်တော်ဘဲရတွေရွေးချင်တဲ့ဘက်ဒီမှာ line မှာ set လုပ်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ match making language ပေါ်ရဒီ setting မှာ line မှာတကယ်ကျွန်တော်ဘာသာစကားရွေးလို့ရတာမျိုးရှိပါတယ်ဒီမှာတကယ်ကျွန်တော်ဘဲဘာသာစကားပြောတဲ့ player တွေနဲ့ပေါ်ရ team နဲ့မှာကြာချင်းလဲရွေးလို့ရတာမျိုးရှိပါတယ်ကျွန်တော် ော်ကတော့ disable ပဲလုပ်ထားပလိုက်ပါမယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုရင် wall of wonder translation ပေါ့ဗျာဒီက warm mode မှာကြည့်ရမယ်ဆိုရင်ဘာသာစကားမျိုးစုံနဲ့ပေါ့ဗျာဒီက warm mode တွေတွေ့မြင်ရတာမျိုးရှိပါတယ်ဒီက game မှာတကယ်ကျိုးစာတွေပါတယ်ပေါ့ဗျာ auto ဘာသာပြန်လို့ခြင်းနဲ့ဆိုတော့ဒီကော enable လုပ်ထားပြလို့ရပါတယ်နောက်တစ်ခုကမြေပုံယူတဲ့နေရာတွေပါတယ်မှာပေါ့ဗျာဒီကစာတွေပါတယ် auto translate ပေါ့ဗျာ auto ဘာသာပြန်လို့ခြင်းနဲ့ဆိုတော့ဒီကော enable လုပ်ထားပြလို့ရပါတယ်ဗျာ okay ဒါဆိုတကယ်ကျိုးအားလုံးအနေနဲ့ကျွန်တော်ခုဖော်ပြပေးလိုက်တဲ့ PUBG Mobile နဲ့ privacy နဲ့ social နဲ့ပတ်သက်ပြီးပြောရမလား language နဲ့ပတ်သက်ပြီးပြောရမလားကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ ကျွန်တော်ပထမမှပြောတဲ့အတိုင်းပဲ account setting နဲ့ပတ်သက်ပြီးပြောရမလား control setting graphic customize setting sensitivity setting pickup setting cross and effect setting နောက်တစ်ခုကတော့ audio and haptic push notification privacy and social language ပေါ်ရတဲ့ setting အားလုံးနဲ့ပတ်သက်ပြီးမှကျွန်တော် video တင်ပေးပြီးသွားပြီဖြစ်ပါတယ်ဒီမှာတကယ်ကျွန်တော်ဘယ် setting တွေနဲ့ပတ်သက်ပြီးမှမသိဘူးလဲပေါ်ရ video လေးတွေကိုတစ်ချက်လောက်ကြည့်ပေးဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာနောက်တစ်ခုကပေါ်ရ setting တွေနဲ့ပတ်သက်ပြီးမှပေါ်ရ machine တွေရှိရဲဆိုရင် comment မှာမျှဝေပေးသွားလို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို့ video ီယိုကြည့်ရှုပေးတဲ့တငယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူပင်ကျေးဇူးတင်ရှိပါတယ်ဗျာ။